နေလင်းခိုင်ဟာမျိုးတီကို ထွက်လာပြီးဇာတိရွာကို ပြန်မလို့သူဟာကားမောင်းလာပြီးတောအုပ်ထဲမှာရောက်သွားနေတဲ့အချိန်ဟာကြောက်လန်းချမ်းတောအုပ်ကြီးကိုဖျက်ကျော်ပြီးသူ့ဇာတိရွာကိုပြန်သွားနေတဲ့အချိန်မှာမိုးချုပ်နေတဲ့အချိန်ဖြစ်ပြီးကားဟောင်းကြီးကတောနှစ်ထဲကခွီးကုတ်နေတဲ့လမ်းမပေါ်မှာလဲလျောက်နေတယ်လို့ဖြစ်နေပါတယ်။မိုးကလည်းအကြီးကြီးရွာနေပြီးနေလင်းခိုင်ဟာသူ့ရဲ့ကားကိုတောအုပ်ထဲမှာပစ်ထားပြီးလမ်းလျှောက်သွားရပါတယ်။ လမ်းတစ်ဝက်ရောက်တော့တစ်ပင်ကြီးရဲ့ရိတ်တွေကပုံတရံမျိုးစုံတွေ့လိုက်ပါတယ်။နေလင်းခိုင်ဟာဒီအဖြစ်ပြက်တွေကိုမြင်ပြီးကြောက်လန့်နေပါတယ်။ဒီတစ်ခေါက်တော့တကယ်ဒုက္ခရောက်ပြီလို့ပြောလိုက်တယ်။သူ့ရဲ့ဖုန်းကလည်းအချက်ပြတ်မှုမရှိတော့ဘူး။ဒီလမ်းကြောင်းတစ်လျှောက်ဘယ်သူမှဖြတ်တန်းသွားလာတာလည်းမရှိဘူး။နေလင်းခိုင်ဟာဆိတ်ရှုပ်ထွေးစွာနဲ့တစ်ပင်အောင်မှထိုင်နေတော့မူရီတွေကအဝေးတစ်နေရာမှာမိန်ဖြိုးဖြိုးမီးအောင်တကူကိုလောင်းမြင်လိုက်ရတယ်။ မျော်လင့်ချက်အလင်းရောင်ကိုတွေးလိုက်တယ်။ဒီလိုတောင်းတဲ့ထဲမှာရွာတရွာတော့ရှိကိုရှိရမယ်။နေလင်းကန်လည်းအသက်ကိုဝဝရှူတွင်းပြီးမိုးရီသေးကိုထီးမပပဲတွန်းနေပါတယ်။ပဝင်းစင်ကအေးဆက်ဆက်နဲ့ဆူဆွဲနေပြီးတိရွတ်အချင်းချင်းပွတ်တိုက်တန်တွေကလည်းကြောက်စရာကောင်းတယ်။မင်းအနေငယ်လမ်းလျှောက်ပြီးတဲ့အခါရွာကလေးတိရကိုရောက်လာခဲ့တယ်။ရွာကတိတ်ဆိတ်ငိမ်တက်နေပြီးအိမ်တွေကတော့ရှေးဟောင်းအဆောက်အုံတွေလိုမှောင်မဲနေတယ်။ ။ရွာရဲ့နာမည်ကတော့ဖော်ပြတဲ့ဆိုင်းပုံတစ်ခုကိုသူတွေးလိုက်ရတယ်။ဒီဆိုင်းပုံဟာရေဆိုနေကြကြောင့်နာမည်ကိုရှင်းရှင်းလင်းလင်းဖတ်လို့မရဘူး။တစ်ခုခုတော့ပျောက်ဆုံးနေသလိုဒီရွာထဲမှာတွေးလိုက်ရတဲ့ဒီရွာထဲမှာလူသားတယောက်လည်းမတွေ့ပါဘူး။နောက်ဆုံးတော့တစ်သားနဲ့ဆောက်ထားတဲ့လက်ပည့်ဆိုင်ကိုတွေးလိုက်ပါတယ်။နေလင်းခိုင်ဟာအဲ့ဒီနေရာစီကိုသွားမလို့ဆုံးဖြတ်လိုက်ပါတယ်။လက်ဖက်ရည်ဆိုင်ကိုရောက်သွားပြီးအိမ်တလုံးစီကနေ မီးရောင်တစ်ခုလင်းထွက်နေတာကိုတွေ့ရတယ်။တွင်းဆုံတွင်းဆုံနဲ့ပဲအိမ့်အိမ့်တွေကိုလန့်သွားခဲ့တယ်။အိမ်တကားဝါရောက်တော့အတွင်းထဲကနေဘဲကမှန်မတီးတဲ့ချိုမြင့်ပြီးဝဲနေရတဲ့အတန်တစ်ခုခုကိုကြားနေရတယ်။တကားကိုခောက်လိုက်တယ်မဲ့ဘယ်သူမှထွက်မလာကြဘူး။နေလင်းခိုင်လည်းအဖွားကြီးကိုတွေ့လိုက်ပါတယ်။နေလင်းခိုင်ဟာဒီအဖွားကိုမြင်တော့ကြောက်လန့်တုန်လှုပ်ခဲ့ပါတယ်။ဒီဖွားဟာတူကိုပြောလိုက်ပါတယ်။မင်းကဒီမှာပါလုံနေရလေလို့မေးလိုက်တယ်။နေလင်းခိုင်လည်းသူ့ကြုံခဲ့တဲ့ဟာတွေကိုအကုန်ရှင်းပြခဲ့ပါတယ်။ဒီလိုနဲ့အဖွားဟာ သူ့ကိုအခန်းရှိတဲ့နေရာကိုပြပြီးထွက်သွားပါတယ်။နေလင်းခိုင်ကလည်းအခန်းထဲကိုဝင်သွားပြီးနေရာမှာခလေးပုံတွေကိုအများကြီးတွေ့လိုက်ပါတယ်။နေရာဒီမှာအဝိုင်းရောင်ပြောင်းနေတဲ့မိသားစုဓပုံတွေချိတ်ဆွဲထားတယ်။စပယ်ဝိုင်းတစ်ခုမှအမျိုးသမီးတစ်ယောက်ထိုင်နေပြီးသူမရဲ့မျက်နှာကမောင်ရိပ်ကျနေရာကြောင့်ရှင်းရှင်းလင်းလင်းမမြင်ရဘူး။နေလင်းခန်ကသူကြုံတွေ့ခဲ့ရတဲ့ပြဿနာကိုအမျိုးသမီးကိုပြောပြလိုက်ပါတယ်။ကျွန်တော်ကဟာလမ်းမဆက်ပြတ်သွားလို့ပါဗျာ။တညက်လောက်ခိုလုံခွင့်ရပါမလားလို့နေလင်းခန်အတန်တိုးတိုးနဲ့မေးလိုက်တယ်။ အမျိုးသမီးကချက်ချင်းပြန်မဖြေပဲဖြင်းညင်းစွာခေါင်းထောင်ပြီးမော့ကြည့်လိုက်။သူမရဲ့မျက်လုံးတွေက ကြီးမားပြီးညူမဲနေတယ်။အလင်းရောက်မရှိတဲ့မှန်ကျက်လိုပဲ။အေးပါငါတို့ရမှာအဲ့တမလာတာကြားလာပြီလို့သူမရဲ့အတန်းကအဝေးတနေရာကလေပြင်းညင်းလိုပဲတိုးတိုးလေးထွက်လာတယ်။သူမရဲ့နာမည်ကမယ်မြဖြစ်ပြီးသူ့ယောက်ျားကတော့အမဲလိုက်သွားလို့ညမပြန်လာမှလို့ပြောတယ်။မယ်မြကနေလင်းခိုင်ကိုအခန်းချင်းလေးတစ်ခန်းပြပေးလိုက်တယ်။ အဲ့ဒီအခန်းထဲမှာအနံ့ပုတ်ကိုရနေတယ်လို့ပဲအိယာကတော့အေးဆန်နေတဲ့ညတန်းခေါင်ကြော်တော့နေလင်းခိုင်တာအိတ်မရဘူးဘာကြောင့်မမ်းမသိအသက်ရှူရတာမွန်းချက်နေတယ်လို့ပဲအပြင်ဘက်ကနေသုံးတရောင်ရဝမ်းထဲပူဆွေးနေတဲ့ငိုရှိုက်တန်လိုမျိုးတိုးလီတဲ့အတန်တစ်ခုကို ကြားလိုက်ရတယ်စူဆန်းချင်းစိမ့်နဲ့နေလင်းခိုင်အခန်းထဲကနေခိုးထွက်ပြီးခြေတံဖွားဖွားနဲ့ရှောင့်သွားလိုက်တယ် ကျွန်တော်ကဟာလမ်းမှာဆက်ပြတ်သွားလို့ပါဗျာ။တညက်လောက်ခိုးလုံခွင့်ရပါမလားလို့နီလင်းခိုင်အတန်တိုးတိုးနဲ့မေးလိုက်တယ်။အမျိုးသမီးကချက်ချင်းပြန်မဖြေပဲဖြင်းညင်းစွာခေါင်းထောင်ပြီးမော့ကြည့်လိုက်ရင်"သူမရဲ့မျက်လုံးတွေကကြီးမားပြီးညူမဲနေတယ်။အလေးရောက်မရှိတဲ့မှန်ချက်လိုပဲ။အေးပါ၊ငါတို့ရမှာအဲ့တယ်မလားတာကြားလာပြီလို့သူမရဲ့အတန်ကအဝေးတနေရာက လီပြင်းညင်းလိုပဲတိုးတိုးလေးထွက်လာတယ်။သူမရဲ့နာမည်ကမဲမြဖြစ်ပြီးသူ့ယောက်ျားကတော့အမဲလိုက်သွားလို့ ညမပြန်လာမှာလို့ပြောတယ်။မယ်မြကနေလင်းခိုင်ကို အခန်းချင်းလေးတစ်ခန်းပြပေးလိုက်တယ်။အဲ့ဒီအခန်းထဲမှာအနံ့ပုတ်ကိုရနေတယ်လို့ပဲ။အိယာကတော့အေးဆန်နေတဲ့ညတန်းကောင်းကြော်တော့နေလင်းခိုင်ကအိတ်မရဘူး။ဘာကြောင့်မမ်းမသိအသက်ရှူရတာမွန်းချက်နေတယ်လို့ပဲ။အပြင်ဘက်ကနေသုံးတရားရဝမ်းနဲ့ပူဆွေးနေတဲ့ငိုရှိုက်တန်လိုမျိုးတိုးလီတဲ့အတန်တစ်ခုကို ကြားလိုက်ရတယ်။ စူဆန်းချင်းစိမ့်နဲ့နေလင်းခိုင်အခန်းထဲကနေခိုးထွက်ပြီးခြေတံဖွားဖွားနဲ့ရှောင်သွားလိုက်တယ်။သူကခန်းကိုရောက်တော့မင်းများကိုမတွေ့ရဘူး။ဒါပေမဲ့နေရံမှာရှိတဲ့ထပ်ပုံတွေကိုအသေးစိတ်ကြည့်လိုက်တော့လန့်ဖြတ်သွားတယ်။ပုံတွေထဲမှာရှိတဲ့မျက်နှာတွေအလုံးကမင်းများရဲ့မျက်နှာတွေတူနေတယ်။ငယ်ရွယ်တဲ့ပုံအလဲလန့်အရွယ်ပုံအဖိုးအဖွားဟုတ်ပုံမျက်နှာပုံစံကတော့မင်းများတယောက်တည်းပဲဖြစ်နေတယ်။ပိုပြီးထူးဆန်းတာကဓာတ်ပုံအလုံးမှာပါတဲ့လူတွေရဲ့မျက်လုံးတွေက မှိုင်းညို့နေပြီးအလင်းအောင် လုံးဝမရှိဘူးနေလင်းငယ်ရဲ့ခြေောက်တွေကတုံရင်လာတဲ့သူအိမ်ထဲကနေထွက်ပြေးဖို့ဆုံးဖြတ်လိုက်တဲ့နောက်ပဒင်းပေါက်ကိုအသာလေးသုံးဖွင့်ပြီးထွက်လိုက်တော့ကျဲဝင်းလာတဲ့ခြံဝင်းတစ်ခုကိုရောက်သွားတယ်အိမ်မှာမေမြကိုတွေ့လိုက်ရတယ်သူမကခြံဝင်းအလဲမှာမတ်တပ်ပြက်နေပြီးမိုးရီထဲမှာရေးဆိုးနေတဲ့အဖြူအဝတ်စုံကိုဝတ်ဆင်ထားတယ်ဘယ်တော့မှမလို့လေအက်ဒယ်လိုမေမြကပြောလိုက်တယ်သူမရဲ့အထံကချူးငိမ့်နေပေမဲ့ပိုပြီးအစ်ဆက်ဆက်နဲ့မကင်းမရှင်းထင်နေတယ် ကျွန်တော်ကားပြန်ပြင်ပြီးရွာကိုပြန်ရမယ်လို့နေလင်းငယ်ကပြန်ပြောလိုက်တယ်။မေမြကဖြင်းညင်းစွာပြုံးလိုက်တယ်။သူမပြုံးလိုက်တဲ့အခါမျက်နှာပေါ်ကအရေပြားတွေကဖရိုဖီးကွဲ့အပ်သွားသလိုပဲအဖြူရောင်ကျောင်းမထွေကောင်းတဲ့အယူတွေကိုမြင်နေရတယ်။ဒီရွာဒီတရေပြီကိုတခါရောက်လာရင်ဘသူမှပြန်မထွက်သွားရဘူးလို့မေမြကရည်ရွယ်လိုက်တယ်။သူမနောက်ကနေချက်ချင်းဆိုသလိုရွာထဲကတခြားအိမ်တွေကနေအရေးအယံတွေထွက်ပေါ်လာတယ်။ အားလုံးကမျိုးလုံးမှိုင်းညို့နေတဲ့မဲမြပုံဆက်အတိုင်းပဲငိုးရှိုက်တန်းလေးလေချွန်တန်းတွေကလည်းပိုပြီးကျဲလုံလိုက်အဲ့ဓာတွေအားလုံးကလေဟာနယ်ထဲကညီလာနေတာနေလင်းကိုင်းနားလဲလိုက်ပြီဒီရွာကလူသားတွေရဲ့နေရာမဟုတ်ဘူးဒါဟာတရေပြီပဲသူ့ရဲ့ကားပြတ်သွားတာကလည်းမတော်ရဆမဟုတ်ဘူးဒီပီကိုရောက်အောင်ဖန်တီးထားတာဖြစ်မယ်လို့တွေ့ပြီးနေလင်းကိုင်းဟာအော်ဟစ်ပြီးလက်မပေါ်ကိုအာခွန်ပြေးထွက်သွားလဲသူ့နောက်ကနေအရေးတွေပုံတရံတွေ အေးဆက်ဆက်လက်တွေလိုက်ရတယ်လို့ပဲနေတမ်းမှာတော့မဲ့မြိုင်တွေခြုံမြင်ပြီးဝမ်းနဲ့နေတဲ့တချင်းတန်ကလိုက်ပါလာတယ်သူတခုတည်းသောမျောလင်းချက်ကိုလမ်းမကြီးစီကိုအမြန်ဆုံးရောက်ဖို့လမ်းမကြီးကိုရောက်တဲ့အခါသူနောက်လေကြည့်လိုက်တယ်ဘာမှမရှိဘူးရွာကလည်းချက်ချင်းပျောက်ကွယ်သွားတယ်မိုးကလည်းရစ်တန့်သွားပြီးလမင်းကြီးကတောအောက်ပေါ်ကိုပြန်လင်းလာခဲ့တယ်နောက်တနည်းမနဲ့မှာတော့လမ်းဖြတ်သွားတဲ့ကမ်းမုံသမားတယောက်က ကားပြတ်နေတဲ့နေလင်းခန့်ရဲ့ကားဟောင်းကြီးနားမှာမြေပြင်ပေါ်မှာတတိမိနေတဲ့လူတယောက်ကိုတွေ့လိုက်ရတယ်။နေလင်းခန့်တတိပြန်ရလာတဲ့အခါအဲ့ဒီတရေပြီအကြောင်းကိုပြောပြပေမဲ့ဘသူမှမယုံကြဘူး။ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့အသက်ရှင်နေတဲ့လူသားတယောက်ရဲ့မျက်လုံးတွေမဟုတ်တော့ဘူး။သူ့မျက်လုံးတွေကညူမဲနေပြီးအလင်းရောင်လုံးဝမရှိဘူး။